ယူနိုက်တက်လွှတ်ကြခဲ့တဲ့အဖိုးတန်ကစားသမားဂရင်းဝုဒ်မင်္ဂလာပါပရိသတ်ကြီးတို့ရှင်မန်ချက်စတာယူနိုက်တက်တို့ရဲ့အခုလိုမျိုးဆိုးရွားနေတဲ့အခြေအနေမျိုးမှာကစားသမားကောင်းတချို့ကိုပရိသတ်တွေကပြန်တန်းတနေကြသလိုအမော်ရီယားလက်ရှိစွမ်းဆောင်ရည်တွေကလည်းအပြင်းထန်ဝေဖန်ခံနေရတဲ့အခိုက်အတန့်တစ်ခုပါတဆိုင်ရမန်ချက်စတာယူနိုက်တက်ရဲ့လူငယ်ကစားသမား Greenwood ကိုပရိသတ်တွေကနှမျောတာတာလွမ်းဆွနေကြပါတယ်။ဟုတ်ပါတယ် Greenwood ဆိုတာကတဆိုင်ရမန်ချက်စတာယူနိုက်တက်အတွက်အတိုးပြုခဲ့တဲ့ကစားသမားတစ်ယောက်ပါ။ သူရဲ့စိတ်ဓာတ်နဲ့ခြေစွမ်းတွေကတော့အထူးတလည်းမိတ်ဆက်ပေးနေစရာမလိုတော့ပါဘူး။သူက United Printers တွေအများကြီးမျှော်လင့်ထားခဲ့တဲ့ကစားသမားတစ်ယောက်ပါ။လူငယ်ကစားသမားတစ်ယောက်ပြီးပြီးတွန်းလပ်ပေါ်ပါလွန်ပြီးတော့ United ရဲ့တိုက်စစ်ကိုပုံဖော်ပေးနိုင်ခဲ့တဲ့သူတွေကတစ်ယောက်ပါ။တင်ရောက်တဲ့တကူတော်ကစားဟန်တွေကလည်းပြန်မှန်းတွေကိုရပ်တန့်ပြစ်နိုင်ခဲ့ပါတယ်။အဆုံးသတ်ကောင်းမှုနဲ့ကစားသမားတစ်ယောက်လည်းဖြစ်တာကြောင့် United ရဲ့အနိုင်ကိုရီကိုတည်ဆောင်လာပေးသူတစ်ယောက်လို့လည်းဆိုနိုင်ပါတယ်။ United Printers တွေနှမျောနေကြတာလည်းဖြစ်တဲ့ကိစ္စတစ်ခုပါ။ ဂရင်းဝုယူနိုက်တက်ကနေထွက်ခွာသွားရချိန်ဒီမှာလဲသူ့ရဲ့အကောင်းဆုံးပုံစံမှာရှိနေခဲ့ပြီးအခုချိန်မှာလဲပြင်သစ်လီရဲ့မာဆေးတင်မှာအဓိကကြားတဲ့ဖလီယာတယောက်ဖြစ်နေခဲ့ပါပြီဒီချိန်မှာဂရင်းဝုဆိုတာကဥရောပအသင်းကြီးတွေတတိထားမိလာတဲ့ဖလီယာတယောက်ဖြစ်နေရပ်တည်နေတဲ့သူပါသူဖြတ်တန်းခဲ့တဲ့ဂီးချန်းနေမှာအကောင်းဆုံးဆိုတာတွေကိုလုပ်ပြနိုင်ခဲ့ပါတယ်ယူနိုက်တက်ကဆွလွန်လိုက်တဲ့ချိန်မှာဂရင်းဝုကဂီတာဖေးသင်းမှပြောင်းရွှေ့ကစားခဲ့ပြီးတော့ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။စပိန်မြေပေါ်မှာသူ့ရဲ့ခြေစွမ်းတွေကပြောင်းပြောင်းလုံးပါတယ်။ ဂီနာဗင်ပရင်သတ်တွေရဲ့အားပေးမှုတွေကိုအပြေအဝရခဲ့ပြီးအသင်းကိုအများကြီးကူညီပံ့ပိုးပေးနိုင်တဲ့သူတရားပါဂီနာဗင်အသင်းအတွက်တရားသည့်ဖြတ်သန်းခဲ့ပြီး36ပွဲမှာ10ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်အဲဒါမှတော့ပြင်သင်းနီးမှာကစားသမားဘွားကိုနောက်တစ်ကြိမ်ပြန်စားခွင့်ရခဲ့ပါတယ်ဂရင်းဝူကမာဆေးသင်းကိုပြောင်းရွှေ့ခဲ့ပြီးတော့သူ့ရဲ့ကစားသမားဘွားကိုအကောင်းဆုံးကြိုးစားဖြတ်သန်းပြနေတော့မှာမာဆေးသင်းရဲ့တောင်ပန်တိုက်စစ်ညမှာဂရင်းဝူကအဓိကကြားတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ် ူပြတ်တန်ခဲ့တဲ့အသင်းတွေထဲမှာမာစေးတင်းကသူ့ရဲ့လက်ရှိအကောင်းဆုံးချိန်လူတော်ဆိုနိုင်ပါတယ်။ပြီးခဲ့ရသည်မှာမာစေးတင်းအတွက်ခြေစွမ်းပြကစားနိုင်ခဲ့ပြီး22ဂိုးအထိတွင်းပြနိုင်ခဲ့ပါတယ်။ဂရင်းဝူရဲ့ဂိုးတွေကမာစေးတင်းကိုပြင်သစ်လီရဲ့ဒုတိယနေရာအထိရပ်တည်နိုင်ခဲ့တာကြောင့်ဒီနေ့ရသည်မှာချန်ပီယံလိဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ဒီနေ့ရသည်မှာလည်းဂရင်းဝူကသူ့ရဲ့အကောင်းဆုံးပုံစံမှာရှိနေဆဲဖြစ်ပြီးမာစေးတင်းကိုကူညီပေးနေတော့မှာပဲ။ မာစေးတင်းတွင်သူ့ရဲ့ကိုရီးယားရက်တက်မသွားသေးပဲကျောင်းဆရာကောင်းတဲ့တိုက်စစ်မှုတရားဖြစ်ရက်တည်ထားနိုင်ခဲ့ပါတယ်။ဒါကြောင့်ယူနိုက်တက်တို့အနေနဲ့အခုချိန်မှာလွတ်သွားတဲ့ငါကြီးဆိုသလိုဖြစ်နေခဲ့ပြီးတော့ဂရင်းဝူတာရှိနေတဲ့ရင်ဆိုတဲ့ယူနိုက်တက်ပရိသတ်တွေရဲ့တောင်းတမှုတွေကလည်းထိစပ်ပြင်းထန်လွန်လာပါတယ်။ယူနိုက်တက်ရဲ့ဖြတ်သန်းခဲ့တဲ့ကာလတွေမှာ EFF ဖလားတစ်ကြိမ်သာရရှိထားခဲ့တဲ့ Greenwood တို့နောက်ထပ်အောင်မြင်မှုတွေစီကိုဦးတည်နေအောင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် Greenwood တယောက်သူ့ရဲ့ကစားသမားဘွားကိုဘယ်လိုမျိုးပုံဖော်ထူးဆက်သွားမလဲဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်